တော့ဗောနောအမျိုးသားညီမကတော့ကျမတို့အဓိကကတော့ဗောနောအသက်50ကျော်လာပြီဆိုလို့ရှိရင်တော့ညာသောအဖြစ်ကတော့ fatty liver ပါဗောနောညာသောအဖြစ်ကတော့ဒီအသေးထဲမှာအဆီဖုံးတဲ့သူတွေလည်းကျမတို့တော်တော်များများတွေ့ရပါတယ်နောက်တစ်ခုကတော့ဗောနောသူတို့တွေကငငယ်တုန်းကဗောရအမျိုးသားဆိုတဲ့အတိုင်းပဲကျမတို့ဥပမာကွန်ဆာရာမျိုးတို့နောက်ပြီးတော့မှအရက်တောက်တာမျိုးတို့နောက်ဆီလိတ်တောက်တာမျိုးဗောဒါကတော့ကျမတို့အ ਨੇ ဆုံး10ယောက်မှာတော့6ယောက်လောက်ကတော့ရှိတတ်ကြပါတယ်เนาะအဲ့လိုတွေရှိတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအချိန်မျိုးမှာဆိုရင်တော့50ကျော်မှာဆိုတော့ cancer လည်းဖြစ် စ်လွယ်ပါတယ်เนาะဥပမာဆေးလေးတောက်တဲ့သူတွေဆိုကျမတို့နိုင်ငံမှာတော့အများဆုံး CE land နေဖြစ်တယ်နောက် CE tank ပေါ့เนาะကျော်ကျော်ကိုနေအရင်စားရဲဆိုဘာကမျိုးကိုစားလို့ဒီလိုပေါ့ cancer တွေအများကြီးရလဲဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဒီချိန်ရောက်လာပြီဆိုလို့ရှင်တော့ကျမတို့ healthy lifestyle ပေါ့เนาะစားတဲ့ခါမှာလဲကျမတို့ healthy ဖြစ်အောင်စားမယ်နောက်ပြီးတော့မှနေထိုင်တဲ့နေရာမှာလဲ healthy ဖြစ်အောင်နေမယ်ဆိုလို့ရှင်တော့အကောင်းဆုံးဖြစ်ပါတယ်ရှင်အဲကြောင့်မလို့90ကျော်လာပြီဆိုဥပမာအရင်ကဆေးလေးတွေအရင်တောက်တယ်ဆိုလဲဆေးလေးဖြတ်ဖို့အချိန်တန်ပြီးအရက်တောက်တယ်ဆိုလို့ရှင်လဲဒါပေါ့เนาะ short ပေါ့နော် short တောက်ရမယ့်အချိန်တန်လာပြီနောက်တစ်ခါကျတော့ကျမတို့အများသောအဖြစ်အမျိုးသားတွေမှာတော့ BR တွေပေါ့နော် BR တွေတောက်တဲ့ခါမှာတော့90ကျောင်းတော့ bike ကြတာအကြီးကိုရွှဲနေပြီပေါ့နော်အဲ့လိုရွှဲနေတာမျိုးဆိုလို့ရှိရင်လည်းဒါ short ဖို့အချိန်တန်ပါပြီဒါအဓိကဒီ3မျိုးပေါ့အဲ့ဒါဆိုရင်တော့ကျမတို့နောက် exercise အားတော့90ကျောင်းတော့တိတ်မရိုင်းမလုပ်နိုင်သေးဘူးဆိုတော့လမ်းလျှောက်တာပေါ့လမ်းလျှောက်တာကိုလည်း live ပြီးတော့မှဆက်လုပ်သွားမယ်ဆိုရင်တော့ကျမတို့ fatty liver ကိုတက်တာမယ် bike တအားစုတဲ့ဥစ္စာကိုလည်းတက်တာမယ်နော်အမျိုးသားတွေမှာလည်းဒီလိုပါပဲဥပမာဆိုလို့ရှိရင်ပေါ့မ 50ရီယာဆိုလို့ရှိရင်တော့တဖြည်းဖြည်းညော့သွားပြီပေါ့အဲ့လိုညော့သွားတဲ့သူတွေမှာဆိုလို့ရှိရင်လည်းဒါ exercise လေးတွေပေါ့အလေးမတဲ့ exercise လေးမျိုးတွေကိုစပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်လည်းဒါကျမတို့ပြန်ပြီးတော့မှလုပ်လို့ရပါပြီနောက်တစ်ခုကတော့အစားအသောက်အနေနဲ့ကတော့ပေါ့နော်ဥမာတခြားအသားတွေပေါ့ဒါကတော့အသားတွေကတော့50ကျော်လောက်ဆိုတော့စားကြပါသေးတယ်အဲ့တော့အသားစားတာမျိုးတို့ကြက်ဥစားတာမျိုးတို့ပေါ့နော်ဒါမျိုးလေးတွေပေါ့အဲ့တော့ cholesterol တက်မှကြောက်တယ်ဆိုတော့ကြက်ဥကတော့တလုံးစားလို့ရပါတယ်နော်နေ့တိုင်းနေ့တိုင်းကတော့ကျမတို့ကြက်ဥကတော့အနည်းဆုံးတလုံးစားလို့ရပါတယ်ဂျန်နဲ့ ဥစ္စာလေးကတော့ဟင်းဒီဟင်းရွက်စားတာမျိုးတို့ balance ဖြစ်အောင်စားဖို့တော့အရေးကြီးပါတယ်လို့တော့ကျွန်မအကြံပေးချင်ပါတယ်ရှင့်